ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွှင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE ဖန်များအားလုံး ဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားဂျမစစ်စတန်လူစီယာခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်အားလုံးပဲမင်္ဂလာပါဗျာ မွေးနေဓမ္မတိလက်ဆောင်ကနာကိုကျွန်တော်ဂျုံဝင်းစော်ထွန်းကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ18ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့ပဋိသင်္သာသနာမှဘုံဘုံစတီဗင်ဥချိုတန်တွဲမှာစုတန်တွဲမျိုးမှာပဲချစ်ဘူးငယ်ငယ်ရန်ကုန်မြို့မှာတီတာဝင်းမန္တလေးမြို့မှာကိုနေဖလန်းမြို့မှာမိုင်ကူကူအခါမှာ ကိုကိုကြိုက်ခမီမှာမအေးအေးသွင်းမြေကြီးနာမှာဥဇော်မင်းပြင်မနာပေါင်းလောင်းနှင့်ချယ်ရီလန်အမှတ်1045မှာဒေါက်တာဒေးဗစ်ကိုကိုနိုင်မန္တလေးတံဝင်းမှာပတ်ထစ်ရှာဒေါ်မူမူမြင့်မန္တလေးလက်ဖုံးတိုက်ခန်းမှာမဆူဆူအေးအခုတ်ကူမှာဇာနီတို့ပဲဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မှာကြာရောက်တဲ့မွန်နေရှင်များကြည့်ရှုနာစင်အပင်းနေသူများ တောက်ဆူထားကြသူများအလုံးပေါ်အဖာဖခင်ရဲ့ကောင်းခြင်းများစွာစတဲ့တဘူတူ၍ခံစားရပါစေကြောင်းအရှက်သမားတရားမြန်မာဝိုင်းစီတွေမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်တောင်ပေးရင်တည်တန်ရှင်ကြီးမာတည်ဆူထားတဲ့သခင်ရဲ့နင်းစီဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ် ဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။အိုတနာကိယနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကိုအမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းကျဉ်းလဲကြလျက်ရှိကြပါ၏ ကိုရောရှင်မှလွဲ၍ညီတိအရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ သာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မှားခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်များအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုံနာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား ာမင်ဆီလာစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ဘုရားသခင်ငြင်းချမ်းခြင်းသည်တင်တို့အလုံးနှင့်အစဉ်ရှိပါစေဒီကနေ့ကျွန်တို့ဖတ်ရှုကြားနာရသော ရှင်လုကာဧဝံဂေလိကျမ်းမှာသခင်ခရစ်တော်နဲ့ ဂျေရီကိုမြို့မှာရှိတဲ့အခွန်ခံ အကြီးအကဲဖြစ်တဲ့ဇာခေဥလို့တွေ့ဆုံတဲ့အကြောင်းကို တွေ့ရတယ်။ဇာခေဥကအယက်နှိပ်တဲ့သူ ဖြစ်တယ်၊ချမ်းသာကြွယ်ဝတယ်၊အခွန်တွေကိုမတရားခောက်ခံတယ်၊တကူကောင်းဆန်တဲ့သူဖြစ်တယ်။အများစုကလည်းသူ့ကိုတစ္ဆာဖောက်တဲ့သူ၊မိမိလူမျိုးကိုဖိနှိပ်တဲ့သူ၊တိုင်းတစ်ပါးသားကို အစေခံတဲ့သူဖြစ်သတ်မှတ်ထားတယ်။ ဒါပေမဲ့သူကသခင်ခရစ်တော်ရဲ့အကြောင်းကို ကြားတော့တွေ့ချင်းစိတ်တွေ့ပေါ်လာတယ်။ခင်ခရစ်တော်ကအခြေဒီကိုမြို့မှာရောက်ရှိတဲ့အချိန်ဇာခေဥကတွားရောက်ဖူးမြော်ခဲ့တယ်။လူစုဝေးကများတာတကြောင်သူ့ရဲ့အရက်ကနှိပ်တာတကြောင်သခင်ခရစ်တော်ကိုတွေ့ရန်ခက်ခဲနေတဲ့အချိန်မှာကိုတော်သွားမဲ့လမ်းကိုကြိုတင်ပြီးတော့တပန်းပင်တပင်ပေါ်မှာတက်ပြီးစောင့်နေတယ်။ သခင်ခရစ်တော်ကလည်းအဲ့ဒီအပင်နာရောက်တဲ့အခါမော့ကြည့်ပြီးတော့ဇာခေဦးကိုဆင်းခဲ့ဖို့ပြောကြတယ်။သူလည်းရဟန်းဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့တယ်။သစ်ပင်ပေါ်မှာဆင်းပြီးသခင်ခရစ်တော်ကိုသူ့ရဲ့အိမ်ကိုကြွားရောက်ဖို့ဖိတ်ခေါ်ခဲ့တယ်။သခင်ခရစ်တော်ကိုဂတိပေးတယ်။အဲ့ဒါကတော့သူ့ရဲ့အဥ္စာပစ္စည်းချမ်းသာကြွယ်ဝမှုတဝက်ကိုဆင်းရဲသားများကို ပေးလူမယ်။သူလိမ့်လေခဲ့တဲ့သူများကိုလည်း လေးစားပြန်ပေးမယ်လို့ပြောခဲ့တယ်။သခင်ခရစ်တော်ကလည်းဇာခေဦးကအာဗြဟံရဲ့သားဖြစ်တယ်။ဘုရားသခင်ရဲ့ကယ်တင်ခြင်းဟာဒီနေ့သူ့ရဲ့အိမ်ပေါ်မှာရောက်လာပြီလို့ဆိုခဲ့တယ်။သခင်ခရစ်တော်ဒီလောကကိုကြွလာတာနောင်တရတဲ့အပြစ်သားများကိုကယ်တင်ဖို့ဖြစ်တယ်။မကြမ်းမာသူတွေကို ကျမ်းမာခြင်းပေးဖို့ဖြစ်တယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်ကိုကြီးညာဟောပြောဖို့ဖြစ်တယ်။ဒီဇာခေဥဇလန်းမှာဘုရားသခင်ဟာချစ်ချင်းမြတ်တာဖြစ်တယ်၊ခွင့်လွှတ်ခြင်းရှင်ဖြစ်တယ်။အပြစ်သားတွေနောင်တနဲ့တံဝေကားရပြီး မကောင်းမှုဒုစရိုက်များကိုဆွတ်လွတ်ပြီးဘုရားသခင်ထံပြန်လာဖို့မျှော်လင့်နေဆိုတာတွေ့ရတယ်။ကျွန်တော်တို့အားလုံးလည်းဒီအပြစ်ဒုစရိုက်တွေကိုဆွတ်လွတ်ပြီးဘုရားသခင်ထံ ပြန်လဲချင်းကပ်ဖို့လိုအပ်တယ်။ကျွန်တော်တို့လူသားများအားလုံးဟာအပြစ်သားများဖြစ်တယ်။သခင်ခရစ်တော်ကကျွန်တို့ကိုချစ်တယ်၊ခွင့်လွှတ်တယ်။ကျွန်တို့ရဲ့မကောင်းမှုဒုစရိုက်တွေ၊မကောင်းတဲ့အတွေးတွေကျွန်တို့ရဲ့ဂတိမတည်မှုတွေပြောဆိုအကြံစီတွေ၊ယုံကြည်ခြင်းအားနည်းမှုတွေ၊စူတောင်းခြင်းပြက်ကွက်မှုတွေ၊ကိလေသာစိတ်၊ဒေါသ၊မောဟ၊လောဘစိတ်တွေ ကလေသာခြေခြင်းနဲ့အကျင့်တွေကိုဆွန့်လွတ်ပြီးနောင်နာနဲ့ဘုရားသခင်ရဲ့ရင်ခွင်ကိုပြန်လည်ချင်းကဲ့ကြပါစုဘုရားသခင်ကကျွန်တို့ရဲ့အပြစ်များကို ခွင့်လွတ်တယ်လို့သခင်ခရစ်တော်ကစာခေဦးရဲ့အပြစ်ကို ခွင့်လွတ်တယ်လို့ကျွန်တို့တဦးစီလည်းအခြားသူရဲ့အပြစ်များကို ခွင့်လွတ်ပြီးချစ်ခြင်းမေတ္တာကရုဏာများပွားများနိုင်ရန်လိုအပ်တဲ့ခြေစူးများကို ောင်းခံပြီးအသက်ရှင်နေထိုင်သွားကြပါစို့အာမင်အလုံးမဲမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်အတွက်ပူပေါင်းဆောင်ရွက်မှုဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ကျမတို့တွေနှစ်ယောက်အားနဲ့ယူပြီးရခဲ့တဲ့အရာကိုကိုတူးတည်းပိုင်ဆိုင်ခြင်းလို့မရပါဘူး။ ရုံးဌာနတွေ၊စက်ယုံတွေ၊ပို့ကလစ်ကလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကင်နေကြတဲ့သူတွေဟာတနေ့မှာ၈နာရီလောက်တခြားသူတွေနဲ့ပူးတွဲပြီးအလုပ်လုပ်ကြရပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေဆိုရင် အလုပ်အချိန်တွေဟာအကန့်အသတ်တောင်မရှိပါဘူး။သူများစီမှာပဲလုပ်လို့ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လို့ ရှင်သင်လှူရှားနေရတဲ့ဘဝရဲ့အဓိကအချိန်တော်တော်များများဟာလူအများနဲ့ဆက်ဆံလုပ်ကံရင်းနဲ့ပဲကုံဆုံးရတာဖြစ်လို့လူတယောက်ရဲ့ဘဝမှာချမ်းသာပျော်ရွှင်မှုရှိမရှိဆိုတာတခြားသူတွေနဲ့ဘလောက်အဆင်ပြေပြီးပူးတွဲလုပ်ကံနေခြင်းရှိမရှိဆိုတဲ့အချက်ပေါ်မှာအများကြီးမူတည်နေပါတယ်။အောင်မြောင်ပူပေါင်းဆောင်ရွက်မှုဆိုတာနှလန်းသွားစနစ်ဖြစ်ပါတယ်။ကိုယ့်ဘက်ကတလမတောင်အလျှော်မပေးခြင်းပဲတစ်ဖက်သားစီကပူပေါင်းဆောင်ရွက်မှုကိုမျှော်လင့်နေလို့မရပါဘူး။ ီလိုပါပဲကိုယ့်အတွက်ပဲကြီးတဲ့လူတယောက်နဲ့ကိုဟာပူပေါင်းဆောင်ရဲ့လူစိတ်ရှိမှာမဟုတ်ပါဘူးတဖက်လူကိုအမျက်ထုတ်လို့တဲ့ရည်ရွယ်ချက်နဲ့ရေရှည်အကျိုးရှိတဲ့ပူပေါင်းဆောင်ရဲ့မှုတစ်ခုမလုပ်နိုင်သလိုသူတစ်ပါးနဲ့ပူပေါင်းဆောင်ရဲ့ရခြင်းဟာမိမိတူတည်းမတတ်နိုင်တဲ့အတွက်ကြောင့်လို့သဘောထားပြီးအညံ့ခံအရှုံးပေးစရာလည်းမလိုပါဘူးဒီတော့ပူပေါင်းဆောင်ရဲ့တဲ့နေရာမှာထူးချွန်တဲ့လူတွေဖြစ်ဖို့ဘာတွေကိုတည်ထားရမလဲဘာတွေကိုသင်ငန်းစာယူရမလဲဆိုတာကြည့်ကြရအောင် တချို့လူတွေဟာအကြံဖန်အမျိုးမျိုးညစ်ပတ်မှုအမျိုးမျိုးနဲ့ထိတ်ဆုံးဆိုတဲ့နေရာကို ရောက်တတ်ပါတယ်။ဒါ့ပေမဲ့လို့လေသူတစ်ပါးကိုတက်နှင်းချနှင်းမတရားတဲ့နီလန်းမျိုးစုံသုံးပြီးတက်လာတဲ့လူတယောက်ဟာအောင်မြင်မှုအတီးပွင့်ကိုစိတ်အေးချမ်းသာစွာနဲ့ခံစားနိုင်ရုံထုံးစံမရှိပါဘူး။ပူပေါင်းဆောင်ရွက်ပြီးအောင်မြင်မှုကိုရှာဖွေရမှာကိုယ့်ဘက်ကပရာဟိတစိတ်ရှိဖို့လိုတယ်လို့ လောက်ဖို့ကင်ဘက်ကိုလည်းပူးသွဲအောင်မြင်လို့စိတ်ရှိသူကိုအကျိုးကိုလိုလားတဲ့သူတွေတဲကရွေးချယ်တတ်ဖို့လိုပါတယ်မိမိနဲ့ပူးပေါင်းဆောင်ရွက်မဲ့သူကအာကိုလောက်တဲ့သူသူနဲ့သက်ဆိုင်တဲ့အပိုင်းမှာလက်လွဲထားလို့ရတဲ့သူဟုတ်မဟုတ်စဉ်းစားစီစီရပါမယ်အာကိုလောက်တဲ့သူမဟုတ်ဘူးဆိုရင်ပူးပေါင်းဆောင်ရွက်စရာအကြောင်းမရှိပါဘူးဒါအပြင်ဒီလူဟာစိတ်တော်ရာကောင်းပြီးပွန့်ပွန့်လင်းလင်းပြောဆိုဆက်ဆံတတ်တဲ့သူ ပျော်ပျော်ပါးပါးရဲရဲရှင်ရှင်နေတတ်တဲ့သူဟုတ်မဟုတ်အကဲခတ်ရပါမယ်။ရန်လိုတဲ့သူတိုတိတ်တဲ့သူဆိုရင်ရေရှည်မှာမိမိနဲ့ပြဿနာတက်နိုင်ပါတယ်။ဒီလိုမှမဟုတ်ဘဲတခြားလုပ်ငန်းဆက်ဆံရေးတွေမှာသူ့ကြောင့်ထိခိုက်နိုင်ပါတယ်။ဒါအပြင်ဒီလူဟာမယုံသင်္ကားစိတ်ကြီးတဲ့သူလားကိုယ့်ကိုတကယ်ယုံယုံကြည်ကြည်ဆက်ဆံတဲ့သူလားစတဲ့အကြောင်းအရာတွေကိုလည်းစဉ်းစားဖို့လိုပါတယ်။ နောက်ပြီးအရေးကြီးတဲ့အချက်ကယူသားဖြောင်းမှန်းမှုနဲ့သူတစ်ပါးအပေါ်ကိုချင်းစာစေရှိမရှိတို့ပါပဲမယူသားတဲ့သူကိုချင်းစာစေကိမဲတဲ့သူတွေဟာမိမိလုပ်ငန်းအောင်မြင်မှုအတွေ့မတရားမှုမျိုးစုံကောက်ကျစ်ဆင်းလက်မှုမျိုးစုံကိုလုပ်ဖို့ဝေမလေးသူဖြစ်တဲ့အတွေ့သူမတရားလုပ်မဲ့အထဲမှာသူနဲ့လုပ်ငန်းပူးတွဲဆောင်ရွက်တဲ့သူတွေကိုလည်းချွင်းချံညှတာနေမှာမဟုတ်ပါဘူးဒီနေရာမှာခံစားမှုနဲ့စင်ကျင်တုံ့တက်မှုအကြောင်းအရာလေးကိုလည်းထည့်သွင်းပြောဆိုချင်ပါတယ် ကိုယ့်ရဲ့ရည်ရချက်ကတတိဖြစ်ဖို့ဖြစ်ဖြစ်လာစားဒါမှမဟုတ်ဝင်ငွေတိုးဖို့ပဲဖြစ်ဖြစ်လုပ်ငန်းတွေမှာစိတ်ချမ်းသာပျော်ရွှင်စွာနဲ့လောက်ကိုင်းနေထိုင်ခွင့်ရဖို့ပဲဖြစ်ဖြစ်ဒါတွေအောင်မြင်ဖို့ဆိုလို့ရှိရင်ကိုဟာတခြားသူတွေနဲ့ပူပေါင်းဆောင်ရွက်မှုကိုတေချာဖို့လိုအပ်ပါလိမ့်မယ်အထက်လူရဲ့ကြည့်ရှုဆောင်ရှောက်မှုအောက်လူတွေရဲ့ပံ့ပိုးကူညီမှုဒန်းသူလူတွေနဲ့တဟဆာတာဖြစ်မှုတွေနဲ့ဒါအောင်မြင်မှုရရှိနိုင်ပါလိမ့်မယ် လုပ်ငန်းနဲ့ဆိုင်တဲ့ပူပေါင်းဆောင်ရွက်တာတွေအပါအဝင်လူမှုဆက်ဆံရေးကိစ္စမှန်တဲ့မြမှာခန်းစားမှုအပိုင်းနဲ့စင်ကြင်မှုအပိုင်းဆိုပြီးနှစ်ပိုင်းပါဝင်ပါတယ်ဥပမာကိုနဲ့ခင်ခင်မင်မင်ပြောဆိုဆက်ဆံနေကြလုပ်ဖို့ကင်ဘက်တအူးကကိုကိုနှုတ်မဆက်ဖဲအနီးကနေဖြတ်သွားမယ်ဆိုပါစို့ကိုစိတ်ထဲမှာဒီလူငါ့ကိုစိတ်ဆိုးနေတာလားဒါမှမဟုတ်အော်သူကယာဒူးလေးတဆင့်တိုးသွားတာနဲ့ငါ့ကိုတောင်နှုတ်မဆက်တော့တာပဲကိုဒီလူသွေးကောင်းသွေးနိုင်ပါတယ် တကယ်လို့ကိုကလှမ်းပြီးဟေ့လူဘလို့လဲခမရကြောက်ကိုတောင်နှုတ်မဆက်တော့ဘူးလားလို့စကားပြောလိုက်မယ်ဆိုရင်အဲ့ဒီလူကကိုပဲလှည့်လာပြီးပြုံးပြပြီ sorry ပဲဗျာတယောက်ထဲတွေးပြီးငေးလာမိတာနဲ့ခမားကိုမမြင်မိဘူးလို့တောင်းပန်စကားဆိုပါလိမ့်မယ်။သူကဒီလိုအကျိုးအကြောင်းပြောပြတဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာရှင်းသွားပါလိမ့်မယ်။ဒီကိစ္စမှာကိုယ့်ရဲ့ပထမတုံ့ပြန်မှုက ခံစားမှုနဲ့တုံ့ပြန်ခြင်းမျိုးဖြစ်ပါတယ်။ငါ့ကိုဂယုမဆိုင်ဘူးလို့ကိုကခံစားသွားပါတယ်။ ဒါပေမဲ့လို့သူကပြောပြလို့အကျိုးအကြောင်းတည်သွားတဲ့အခါမှာကိုယ့်ရဲ့ခေါင်းထဲမှာစင်ကျင်တိပြန်ဝင်လာပြီးမှားယွင်းတဲ့ခံစားချက်တွေပြက်ပြဲသွားပါတယ်။တကယ်လို့ဒါကိုကနှုတ်မဆက်လိုက်ပဲခံစားချက်ကိုမျိုးသိမ့်ထားလိုက်မယ်။နောက်တစ်ချိန်ဆိုရင်ကိုဘက်ကပထမဦးဆုံးနှုတ်မဆက်ခြင်းနဲ့အမူအရာပြလိုက်မယ်ဆိုရင်ကိုရောသူရောခံစားချက်ကိုစီယူဝဲပိုက်ပြီးအမုန်းစိတ်တွေကြီးထွားလာနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့မိษွေဘဝကနေရန်သူအဖြစ်ကိုရောက်ပြီးပူပေါင်းဆောင်ရွက်မှုပြုနိုင်သူတဦးစီ အပြန့်အလန့်ဆုံးရှုံးသွားရပါလိမ့်မယ်။ စိတ်လုံရှားခံစားမှုတွေဟာပူပေါင်းဆောင်ရည်ရေးကိုဟန့်တားတဲ့အဓိကအသားစီးတွေဖြစ်ပါတယ်။လုပ်ငန်းခွင်လူမှုဆက်ဆံရေးတွေမှာခံစားချက်တွေဟာအရန်အရေးပါတဲ့အခန်းကနေပါဝင်ပါတယ်။အိမ်မှာအဆင်မပြေခဲ့လို့လုပ်ငန်းခွင်မှာလူတကာကိုအပေါက်ဆူးဆူးနဲ့စကားပြောခြင်းဟာလက်ခံတဲ့ကိစ္စမဟုတ်ပေမယ့်လူတော်တော်များများမှတွေ့ရတဲ့ရည်ဘူးရတဘာဝလို့ဆိုရပါလိမ့်မယ်။ လုပ်ငန်းခွင်မှာအကြောင်းအမျိုးမျိုးနဲ့စိတ်တူနေတဲ့သူတွေတုံမုံနေတဲ့သူတွေအလုပ်ကိုစိတ်မဝင်စားဖြစ်နေရတဲ့သူတွေနဲ့ကြုံရတဲ့အခါမှာကိုယ့်ဘက်ကပါခံစားချက်နဲ့မတုံ့ပြန်မဲနဲ့စင်ကျင်စိတ်ထားခွင့်လွတ်ဆက်ဆံခြင်းနဲ့မိမိဘက်ကိုပါလာအောင်စီယုံသိမ့်တဲ့အလေးထားကို မွေးမြူတင်ပါတယ်လူဆိုတာစိတ်တည်ငြိမ်သူရှိမယ်မတည်ငြိမ်သူရှိတယ်အရေးကြီးတာက အပြန်အလှန်ယူသားဖို့မကြင်နဲ့သာရှိရင်လည်းမြုံမထားပဲပြဿနာမကြီးထွားခင်မှာဖွင့်ဟဆွေးနွေးတင်ပါတယ်။ဘေဘာရာစကားမှာမဆိုအများဆုံးသုံးဆွဲခံရတဲ့စကားတစ်လုံးရှိပါတယ်။ငါဆိုတာပါပဲ။ငါဥစ္စာငါအတွေ့ဒါမှမဟုတ်ကျွန်တော်ကျမအတွေ့လူတိုင်းကိုယ်အဖို့ဒါကိုယ်အရေးကြီးနေကြပါတယ်။တင်ကအရေးမကြီးတင့်အတွက်ကိုမစင်စားနိုင်ပါဘူး။ဒါကြောင့် တင်ရောငါပါပါမပြီးတဲ့ပူပေါင်းဆောင်ရည်ရေလုပ်ငန်းတွေဟာလူအများကြားမှာတိတ်မဖြစ်ကြခြင်းဖြစ်ပါတယ်။ငါဆွဲလွှမ်းမိုးနေတဲ့အခါမှာဘယ်အရာမှအောင်မြင်နိုင်မှာမဟုတ်ပါဘူး။ အများအကျိုးဆောင်ကိုအကျိုးအောင်ဆိုတဲ့ဇာတ်ကားဟာအမြဲမှန်ကန်ပါတယ်ကိုဟာသူတစ်ပါးအပေါ်စိတ်ဝင်စားတဲ့အခါမှာသူတစ်ပါးကလည်းကို့အပေါ်မှာစိတ်ဝင်စားလာမှာမှုန့်ချပါပဲသူတစ်ပါးအရေးကိုမိမိအရေးလိုသဘောထားပြီးကူညီခြင်းအပြင်ကို့ရဲ့ဘေးပတ်လည်းမှာကို့ကိုတပြောတပါဝိုင်းဝန်းကူညီမဲ့မိတ်ဆွေတင်ကဟာတွေဝိုင်းရံလာမှာဖြစ်ပါတယ်ဒါကြောင့်တပ်ဖက်သားကိုတန်ဖိုးထားပါသူခံစားချက်သူ့အလိုဆန္ဒတွေကိုအလေးထားကြောင်းပြသပါ တဖက်သားကိုအရေးကြီးပုဂ္ဂိုလ်အဖြစ်သဘောထားဆက်ဆံနေကြောင်းတဖက်သားသိပါစေချူသားဖော်ရည်စွာပြောဆိုဆက်ဆံပါတဖက်လူအနေနဲ့ကိုနဲ့ပြောဆိုဆက်ဆံရခြင်းဟာအစဉ်ပြေလွယ်ကူတယ်လို့ခံစားမိပါစေ။ဒါအပြင်နားထောင်ပါ တဖက်လူကိုအာယုံအပြည့်အဝစူးစိုက်နားထောင်ပါနောက်တစ်ခုကတော့ကိုချင်းစာပါတဖက်လူရဲ့နေရာမှာကိုရှိတယ်ဆိုလို့ရှိရင်ကိုဘလို့ခံစားရမလဲဆိုတာစဉ်းစားပါမိမိဘက်ကကူညီဖို့ကြုံကြိုက်တဲ့အခါတွေမှာလည်းစိတ်ရောကိုယ်ပါကူညီလိုက်ပါ အချိန်တန်းရင်ကိုပေးတာထက်များစွာပိုပြီးပြန်ရတယ်ဆိုတာတွေ့ရမှာဖြစ်ပါကြောင်းသင်ဆက်ပေးလိုက်ရပါတယ်ရှင် အားလုံးပဲပူပေါင်းဆောင်ရွက်လုပ်ကြကြခြင်းအပြင်အောင်မြင်မှုအပေါင်းရရှိနိုင်ကြပါစေရှင် ကျမကတော့ Sister Regina မမိုးခိုင်ပါဒီနေ့အတွက်သတင်းကဏ္ဍမှာတော့ယမင်းကြီးလေးကို34ရက်ပထမအဦးဆုံးစာအုပ်နဲ့ဗီဒီယိုမှတ်တမ်းမကြာမီဖြန့်ချိမိအကြောင်းလေးကိုဝေမျှပေးမှာဖြစ်ပါတယ်။ယမင်းကြီးလေးကို34ဒီယမင်းကြီးအမှုတော်ထမ်းဆောင်ခဲ့ဒီမှာ6လဆုံးခဲ့ပြီဖြစ်သည်။ ူသည်စာချွန်တော်တဆောင်ကိုလည်းအော်တိုဘာလ9ရက်နေ့ကထုတ်ဝေခဲ့ပြီဖြစ်သည် ထို့အတူယခုလနိုဝင်ဘာလ21ရက်နေ့၌လည်းသူ၏ပထမဦးဆုံးစာအုပ်ကိုထုတ်ဝေဖြန့်ချီတော်မူဖြစ်သည်ယဟန်မင်းကြီးအတွေ့အမြင်များလှုပ်ဆောင်ခြင်းများယက်တီခြင်းများကို ရှင်းလင်းပြသစွာတွေးရှိနိုင်မည်ဖြစ်သည် ထိုစာအုပ်ထဲ၌ကျွန်ုပ်တို့သည်အကွက်ချ၍မတရားမှုကျူးလွန်ခြင်းကို လုံးဝတီးမခံနိုင်ဟုသောကောင်းစဉ်အောက်တွင် ချမ်းသာသူများဆက်၍ချမ်းသာနေကြသည်ဆင်းရဲသူများဆင်းရဲမြဲဆင်းရဲနေကြသည်ဟုယဟန်မင်းကြီးကသူ၏စာအုပ်ကိုဤတန်းပြောထားသည်ဤစာအုပ်ကိုအီတလီဘာသာစကားဖြင့်ရေးသားထားပြီးဧဝံဂေလိတရားတော်အားခရိယန်တို့၏ယုံကြည်ခြင်းစကားဆယ်ခွန်းဖြင့်ဟောပြခြင်းဖြစ်သည်ဤစာအုပ်ကိုဗာတိကန်ပုံနှိပ်တိုက်မှရိုက်နှိပ်ပြီးလာမည့်နိုဝင်ဘာလ20ရက်နေ့၌ဖြန့်ချီမည်ဖြစ်သည်ယမင်းကြီးလေယို14ဤစာအုပ်ကို အပိုင်းလိုက်အခန်း၁၀ခန်းခွဲ၍ခရိယန်သက်တာအတွက်အရေးကြီးသောခရစ်တုသခင်နှလုံးသားသာသနာမှုတော်ပေါင်းစည်းခြင်းငြိမ်းချမ်းရေးစည်ရန်နွမ်းပါခြင်းထိရှာလွယ်ခြင်းတရားမျှတခြင်းမျှော်လင့်ခြင်းဟု၍အစီအစဉ်တကျတပိုင်းစီချထားပါသည်။ယာမင်းကြီးသည်လက်ရှိ၌မုံတရားနှင့်ကြံဖက်မှုများပြင်းထန်လျံကျနေသည့်ရင်နာကြေကွဲစရာအဖြစ်များကိုလူတို့ကြားဖြန့်ကျက်လျက်ရှိသည်ဟုလက်ရှိကဘာကြီး၏အခြေအနေနှင့် နိဒံပြောထားပါသည်ထိုတူဖြစ်နိုင်ခြင်းရှိသောဖြည့်ရှင်းသည့်တစ်ခုကိုလည်းတင်ပြထားပါသည်ထိုဖြည့်ရှင်းသည့်ကပေါင်းစည်းလိုသောဆန္ဒဖြင့်ထိုပေါင်းစည်းမှုက ကျွန်ုပ်တို့သည်ညီကိုမောင်နှမများဖြစ်ကြသည်ဟုအတိမှတ်ပြုခြင်းဖြစ်ပြီးအစွန်ရောက်သောခံစားချက်လောက်ရများအားလုံးကိုစန့်ကျင်တော်လှန်ရမည်ဟုရင်းစာအုပ်တွင်ဖော်ပြထားပါသည် ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကို အတန်လွင့်လို့ပြီးပါပြီ။ပေါ်တာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။